်မင်္ဂလာပါရှင်ဒီကနေ့အနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲကိုညှင်းပယ်ပြီးတရားဝင်မှုမရှိကြောင်းဥရောပပါလီမန်သတ်မှတ်ကြေညာ2020ရွေးကောက်တင်မြောက်ခန့်အယက်သားအစိုးရကိုချက်ချင်းအာဏာအနှင်းဖို့ထပ်မံတောင်းဆိုရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် အာဏာသိမ်းစစ်ကောင်စီတဖက်သက်ကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲတွေကိုညှင်းပယ်ပြီးတရားဝင်မှုမရှိတဲ့ရွေးကောက်ပွဲတွေအဖြစ်သတ်မှတ်ကြောင်းဥရောပပါလီမန်ကနိုဝင်ဘာ28ရက်မနေ့ကကြေညာပါတယ်နိုင်ငံကအတိမတ်ပြုမှုရရှိဖို့ဂျိုးပန်းနဲ့စစ်ကောင်စီရဲ့အဲ့ဒီတရားမဝင်ရွေးကောက်ပွဲရလဒ်တွေကိုလည်းရှုံချကြောင်းဥရောပပါလီမန်ကဖော်ပြပါရယ်။ဥရောပပါလီမန်ဟာချက်ချင်းအပြစ်ခတ်ရက်စဲရေးနဲ့ရေရှည်တည်တက်ခိုင်မြဲတဲ့ငြိမ်းချမ်းရေးအတွက်မရှိမဖြစ်လိုအပ်ချက်ဖြစ်တဲ့အကြံဖတ်မှုအဆုံးသတ်ရေးတို့ကိုတောင်းဆိုပါရယ်။ လက်ရှိအခြေအနေကတော့အကြောက်တရားတွေနဲ့ဖိနှိပ်မှုတွေအောက်ကနေကျင်းပမဲ့ဘယ်လိုရွေးကောက်ပွဲမဆိုလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတွေအဖြစ်မသတ်မှတ်နိုင်ဘူးလို့ဥရောပပါလီမန်ကအလေးပေးထုတ်ပြန်ပါတယ်။ဥရောပသမဂ္ဂ EU အဖွဲ့ဝင်နိုင်ငံ28နိုင်ငံရဲ့ဥပဒေပြုလွှတ်တော်ဖြစ်တဲ့ဥရောပပါလီမန်ရဲ့အခုလိုဆုံးဖြတ်ချက်ထွက်ပေါ်လာတဲ့အပေါ်အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်ကမြန်မာပြည်သူတွေရဲ့အသံတွေကိုနားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ကြောင်းသူရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။ 2021ခုနှစ်ဖေဖော်ဝါရီတရက်မှာဖြစ်ပွားခဲ့တဲ့စစ်အာဏာသိမ်းမှုနဲ့စစ်တပ်ကျူးလွန်တဲ့အကြမ်းဖက်မှုတွေလူခွင့်ရေးချိုးဖောက်မှုတွေအပါအဝင်စစ်ကောင်စီရဲ့အကြမ်းဖက်တရားမဝင်အုပ်ချုပ်မှုကိုပြင်းထန်စွာရှုံချကြောင်းလည်းဥရောပပါလီမန်ကကြေညာပါတယ်။စစ်တပ်အနေနဲ့2020ပြည့်နှစ်နိုဝင်ဘာလဒီမိုကရေစီရွေးကောက်ပွဲရလဒ်ကိုအပြည့်အဝလေးစားလိုက်နာဖို့နဲ့အယက်သားအစိုးရကိုချက်ချင်းပြန်လည်အာဏာအနှင်းဖို့အပြည့်အဝလေးစားလိုက်နာဖို့နဲ့အယက်သားအစိုးရကိုချက်ချင်းပြန်လည်အာဏာအနှင်းဖို့ဥရောပပါလီမန်ကတောင်းဆိုပါတယ်။ ဒါပြင်ဥရောပသမဂ EU အဖွဲ့ဝင်နိုင်ငံတွေနဲ့ဆက်ဆက်နိုင်ငံတွေအနေနဲ့လက်နက်ခရံတွေစီးရီးနဲ့လုံခြုံရေးဆိုင်ရာပစ္စည်းကိရိယာတွေကိုဓာတ်ရိုက်ဖြစ်စေ၊သွေဝိုက်ဖြစ်စေ၊ရောင်းချခြင်း၊လွှဲပြောင်းခြင်း၊ပို့ဆောင်ခြင်းတွေကိုပိတ်ပင်ထားတဲ့လက်နက်ပိတ်ဆို့မှုကိုဆက်လက်ထားရှိဖို့ဥရောပပါလီမန်ကတိုက်တွန်းပါတယ်။ကုလသမဂလုံခြုံရေးကောက်စီအနေနဲ့လည်းမြန်မာနိုင်ငံအပေါ်ကမ္ဘာလုံးဆိုင်ရာလက်နက်ပိတ်ဆို့မှုကိုအမြန်ဆုံးချမှတ်ဖို့တောင်းဆိုပါတယ်။အနာသိန်းစစ်ကောင်စီကိုနိုင်ငံရေးစီးပွားရေးနဲ့စီးရီးအရကြောထောက်နောက်ခံပြုနေကြတဲ့ နိုင်ငံတကာအင်အားစုတွေအထူးသဖြင့်ရုရှားနဲ့တရုတ်နိုင်ငံတို့ကိုပြစ်တင်ရှုံချကြောင်းဥရောပပါလီမန်ကကြေညာပါတယ်။အာဏာသိမ်းမှုနဲ့ရက်စက်ကြမ်းကြုတ်မှုတွေအတွက်တာဝန်ရှိသူများစစ်ဘက်ဆိုင်ရာခေါင်းဆောင်များစီးပွားရေးလုပ်ငန်းများနဲ့လက်နက်ထောက်ပံ့သူများအပေါ်ပြစ်မှတ်ထားအရေးယူပိတ်ဆို့မှုတွေကိုဆက်လက်ထားရှိဖို့နဲ့တိုးမြင့်လှုပ်ဆောင်ဖို့အားပေးထောက်ခံကြောင်းဥရောပပါလီမန်ကထုတ်ပြန်ပါတယ်။တဖက်မှာပြည်ထောင်စုလွှတ်တော်ကုစားပြုကော်မတီ CRPH အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ကို မြန်မာပြည်သူလူထုရဲ့ဒီမိုကရေစီဆန္ဒတွေကိုကိုစားပြုတဲ့တစ်ခုတည်းသောတရားဝင်ကိုယ်စားလှယ်တွေအဖြစ်အားပေးထောက်ခံကြောင်းဥရောပပါလီမန်ကဖော်ပြပါတယ်။ဥရောပပါလီမန်ဟာမြန်မာပြည်သူလူထုနဲ့အတူ NUG တိုင်းသာတော်လှန်ရေးအဖွဲ့အစည်းများနဲ့အရပ်ဖက်အဖွဲ့အစည်းများအပါအဝင်တရားဝင်ဒီမိုကရေစီကိုယ်စားလှယ်များနဲ့အတူခိုင်မာစွာယက်တီကြောင်းထုတ်ဖော်ကြေညာပါတယ်။ ဆက်လက်ပြီးစစ်တပ်၏ပုံမှ905ကကြီလူငင်သက်တာခွေတွေနိုင်ငံရေးအကျဉ်းသားအနှင်းငယ်သားလွတ်မြောက်ပြီးနိုင်ငံရေးအကျဉ်းသား2000ကျော်ဖမ်းဆီးခံထားရစေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အကြံဖတ်စစ်တပ်၏ပုံမှ905ကကြီလူငင်သက်တာခွေတွေနိုင်ငံရေးအကျဉ်းသားအနှင်းငယ်သားလွတ်မြောက်လာပြီးနိုင်ငံတော်ရှိအကျဉ်းထောင်များတွင်နိုင်ငံရေးအကျဉ်းသား2000ကျော်ဖမ်းဆီးခံထားရစေဖြစ်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကိုရဲ PPNF မှဥဆောင်ကော်မတီဝင် ကိုတိုက်ထွန်းဦးကသတင်းဌာနကိုပြောကြားပါရယ်။ နိုဝင်ဘာလ26ရက်နေ့အချမ်းဖက်စစ်တပ်ကနိုင်ငံတော်အကြီးအကျယ်ဖျက်ဆီးမှုပုံမှန်905ကားကြီးဖြင့်ပြစ်ဒဏ်ကျခံရသောနိုင်ငံရေးအကျဉ်းသား824ဦးကိုလူငင်ခွင်ပုံမှန်905ကားကြီးနှင့်အမှုတွဲအခြားအမှုများရှိနေသောအကျဉ်းသား2362ဦးကပြစ်ဒဏ်လျှော့ပေါ်ခွင့်ပေးကာအမှုရင်ဆိုင်စေနှင့်ထွက်ပြေးတိမ်းရှောင်သူ9580ဦးကိုအမှုပိတ်သိမ်းပေးခဲ့ကြောင်းသိရပါသည်။နိုင်ငံရေးအကျဉ်းသားတွေပြန်လွတ်တယ်ဆိုတာထက် တစားကအချို့ကိုနိုင်ငံရေးခုရုံးလုပ်ဖို့ပြန်လွှတ်တယ်ဆိုတဲ့အခြေအနေလို့ပဲမြင်ပါရယ်အကျဉ်းထောင်တွေကသမရာကြီးဦးဝင်းမြင့်နဲ့ထောအောင်ဆန်းစုကြည်အပါဝင်နိုင်ငံရေးအကျဉ်းသား2000ကျော်တစားကအဖြစ်ဆက်လက်ဖမ်းဆီးခံထားရစေမို့အားလုံးအမြန်ဆုံးပြန်လွှတ်ပေးဖို့ပြောကြင်ပါရယ်ဟု PPN မှဗဟုဥစားကော်မတီဝင်ကိုတိုက်ထွန်းဦးကသတင်းဌာနကိုပြောကြားပါရယ်မန္တလေးအိုးဖို့အကျဉ်းထောင်တွင် ပုံမှ905ကကြီးကပ်၍ ဖန်စီခံထားရသောတထောင်ကျော်ရှိနေတော့လေလူငယ်တွင်ပြန်လွတ်လာသူနိုင်ငံရေးအကျဉ်းသားအမျိုးသား165ဦးနဲ့အမျိုးသမီး68ဦးစုစုပေါင်း232ဦးသာလွတ်မြောက်လာခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများအကွက်ရန် PPNM မှဗဟုဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကသတင်းဌာနကိုပြောကြားပါတယ် နိုဝင်ဘာလ28ရက်နေ့တွင်အကြံဖတ်စစ်တပ်ကလူငင်းချမ်းသာကွဲဟုဆိုကလွှတ်ပေးကြရတွင်အိုးဖို့ထောင်မှနိုင်ငံရေးအကျဉ်းသားတထောင်ကျော်ရှိတော်လဲ232ဦးကိုသာလွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်းလက်ရှိအိုးဖို့ထောင်တွင်နိုင်ငံရေးအကျဉ်းသား800ကျော်ကျန်ရှိနေဆဲဖြစ်ကြောင်းသိရပါတယ်လာတူအင်းစိန်ထောင်မှပုံမှန်905ကကြီးဖြစ်နိုင်ငံရေးအကျဉ်းသားတချို့ပြန်လည်လွတ်မြောက်ခဲ့ပြီး NLD ပြန်ချားရေးတာဝန်ခံဦးကြည်တုံးတကြွလှုပ်ရှားသူ လူငယ်ကိုဖို့တာအပါဝင်နိုင်ငံရေးအကျဉ်းသားတချို့ရမန်နေ့ပြန်လည်လွတ်မြောက်လာခဲ့ပြီးစုစုပေါင်းလွတ်မြောက်သူအကျဉ်းသားပေါင်းအင်းစိန်ထောင်မှ192ဦးရှိကြောင်းသိရပါတယ်မြန်မာနိုင်ငံလုံးရှိအကျဉ်းထောင်တည်တည်တွင်နိုင်ငံရေးအကျဉ်းသား2000ကျော်မှအကြံဖတ်စစ်တိတ်မတရားဖန်ဆီးထောင်ချခြင်းခံထားရဆဲဖြစ်ပြီးနိုင်ငံတော်၏အတိုင်းပင်ကပုတ်ကိုဒေါအောင်ဆန်းစုကြည်အပါဝင်သမရာကြီးဦးဝင်းမြင့်တို့မှလည်းမတရားဖန်ဆီးခံထားရဆဲဖြစ်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကိုရက် PPNM မှဗဟုဥဆောင်ကော်မတီကသတင်းထုတ်ပြန်ထားပါတယ် ဆက်လက်ပြီးမိုးကုတ်ကနေ PDF တပ်ဖွဲ့တွေအကုန်ဆုတ်ခွာပြီးဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မန္တလေးတိုင်းမိုးကုတ်မြို့မှာ TNL တပ်ဖွဲ့နဲ့အတူတက်ဆွဲထားတဲ့ PDF တပ်ဖွဲ့တွေမင်းညက်နေပိုင်းမှာဆုတ်ခွာသွားတယ်လို့မိုးကုတ်မြို့ကန်ထွေကပြောပါရယ်မြို့ထဲမှာ PDF တပ်ဖွဲ့တွေကိုမတွေ့ရတော့သလိုမြို့ကန်အများစုလည်းဒီနေ့မှထပ်ပြီးရွှေ့ပြောင်းနေကြတယ်လို့မိုးကုတ်မြို့ကန်တွေထံကသိရပါရယ်မြို့ထဲကနေ PDF တွေထွက်သွားကြပြီးအရင်လိုမတွေ့တော့ဘူး TNL အဖွဲ့တွေတော့မြို့ထဲရှိနေသေးတယ်လို့မိုးကုတ်မြို့ကန်တယောက်ကပြောပါရယ် အခုရက်ပိုင်းမှာမိုးကုတ်မြို့တဲ့အစိုးရတပ်နဲ့ဌာနဆိုင်ရာတွေပြောင်းဝင်လာမယ်လို့သတင်းတွေထွက်နေပါတယ်။စစ်သားတွေရောက်နေပြီဆိုပြီးတစ်မျိုးလုံးမှသတင်းထွက်နေတာဘယ်သူမှတော့တိတိကျကျမသိရပါဘူး။မြင်လဲမမြင်ရပါဘူး။ကောလာဟလာတွေထွက်နေတဲ့စစ်တပ်ကလောက်ကုံမှဝင်မယ်လို့ပဲတိထားတာလို့မိုးကုတ်မြို့ကအမျိုးသမီးတစ်ယောက်ကပြောပါတယ်။2029တိုက်ပွဲကာလမှာမိုးကုတ်ကို TNL နဲ့ MDY PDF မဟာမိတ်ဖူးပေါင်းအဖွဲ့ကတင်ပိုက်ခဲ့တာပါ။ အစိုးရနဲ့ TNL တို့အပြစ်ရက်ပြီးနောက်ပိုင်းမိုးကုံနဲ့မိုးမင်းမျိုးကနေဖယ်ပြီးမယ်လို့ TNL ကပြောဆိုခဲ့ပြီးအခုလောက်ကမှမိုးကုံမျိုးအလွဲပြောင်းအစီအစဉ်တွေလှုပ်ဆောင်မယ်လို့ TNL နဲ့နှီးဆက်တဲ့မိုးကုံမျိုးကံတွေကပြောပါတယ်။လက်ရှိမှာတော့မိုးကုံမျိုးတဲ့လူဦးရေအနည်းငယ်သာကျန်ပြီးကြောက်လုတ်ွက်တွေမှာတော့ကြောက်တူးတဲ့အလုသမားတွေဆက်လက်လောက်ကင်နေကြတယ်လို့မိုးကုံမျိုးကံတွေထံကနေသိရပါတယ်။ဆက်လက်ပြီးခင်ဦးမှဖွဲ့စည်းပုံပြတ်တဲ့အတိတိုက်ခိုက်ရတဲ့စစ်တပ်ကံဘလူကိုပြန်ဆုတ်သွားတဲ့ဆွဲသတင်းကိုထင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ ဇကိုင်းတိုင်းခင်ဦးမြို့နယ်မှာဖွဲ့စည်းပုံပြတ်တဲ့အထိတိုက်ခိုက်ရတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကပ်ဘလူမြို့နယ်ကိုပြန်ဆုတ်သွားတယ်လို့ဒေသခံစစ်ရေးတရင်ရေးမြစ်ရဲ့ပကဖတာဝန်ရှိသူတို့ကပြောပါတယ်။မနေ့ကနိုဝင်ဘာ28ရက်ညနေပိုင်းကစစ်ကောင်စီတပ်နဲ့ဖြူစောတီအင်အား130ခန့်ပါတယ်စစ်ကြောင်းကခင်ဦးမြို့နယ်မုံလကျေးရွာမှာပိတ်မိနေတဲ့စစ်ကောင်စီတပ်ကိုခေါ်ထုတ်သွားတာလို့ဆိုပါတယ်။ကပလူကာဘိုးရွာကိုပြန်ဆုတ်သွားတယ်။လာရင်စစ်ကြောင်းနဲ့မုံလာလို့ခေါ်တဲ့နှစ်ခုပေါင်းအင်အား300လောက်ရှိတယ်လို့ကံပလူစစ်ရေးတရင်ရင်းမြက်ကပြောပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်သားတွေဟာကာကွယ်ရွာစတင်ကျောင်းနဲ့ရွာတွင်းမှာနေရာယူထားကြကမုံလှရွာဘက်တိုက်ပွဲမှာထိခိုက်ဒဏ်ရာရရှိခဲ့တဲ့စစ်ကောင်စီတပ်သားတွေကိုကာတုံစီနဲ့ကံဘလူမျိုးပေါ်ခေါ်ဆောင်သွားတယ်လို့သိရပါတယ်မုံလာရွာတဲ့ကနေစစ်ကောင်စီတပ်ပြန့်ဆုတ်သွားတာမှန်ပါတယ်လို့ခင်ဥပကဖတာဝန်ရှိသူကအတည်ပြုပါတယ်အချက်လက်သေးစိတ်ကိုမကြမိအတိပေးမယ်လို့လည်း၎င်းကပြောပါတယ် နိုဝင်ဘာဒုတိယဘက်ကစပြီးကံဘလူမျိုးနယ်ဘက်ကနေစစ်ကောင်စီတပ်ကအင်အား300ဝစ်ချင်တဲ့ခင်ဦးမျိုးရဲ့အနောက်မြောက်ခြမ်းကရွာတွေကိုစစ်ကြောင်းထိုးခွင်ရောက်ခဲ့တာဖြစ်ပါတယ်။အဲဒီစစ်ကြောင်းကမုံလကြီးရွာမှာ၄ရက်အကြာယာယီတပ်အထိုင်ချပြီးပြင်တောင်ပြူရွာကိုထွက်လာတဲ့နိုဝင်ဘာ23ရက်မှာတော်လည်ရင်အားစုတွေကခြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်တိုက်ခိုက်ခံရတဲ့စစ်ကောင်စီစစ်ကြောင်းမှာကံဘလူကနီးပြူဟာ330နင်းခမရ131ကံဘလူပြူစော်တီစုစုပေါင်းခမ်းမန်းအင်အား180ဝန်းကျင်ပါပါတယ် စစ်ကြောင်းတစ်ကြောင်းလုံးတက်ပြက်ကရုပ်အလောင်းတွေခြံထားခဲ့ပြီးကစင်ကလျာဆုတ်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတွေဟာမုံလာရွာတွေကိုထွက်ပြေးသွားခဲ့ရပါတယ်။ထီထွေတိုက်ပွဲမှာငှက်ချင်းမီတလန် MA1 ဆယ်လန် MA2 သုံးလန် BA1 ဟတ်ဒရက်60 MM ကွန်မန်ဒိုစိန်ပြောင်းတလန် MA3 သုံးလန် MA4 တလန် G3 လေးလန် MAS စနိုက်ပါတလန် M1 ၅လန်နဲ့ဆက်ဆက်ကြီးခဲရအစုံအများပြသိသိရရှိခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲဖြစ်တဲ့နေ့ကစစ်ကောင်စီတပ်စစ်ကြောင်းမှထိဆုံးနေသူ90နဲ့80ကျရှိနိုင်တယ်လို့လည်းခင်ဦးမျိုးနယ်ပကဖတာဝန်ရှိသူကခန့်မှန်းထားပါတယ်။စစ်ကောင်စီတပ်စစ်ကြောင်းကြောင့်ခင်ဦးမျိုးနယ်ကကျေးရွာ20ကျော်မှရှိတဲ့ပြည်သူ1000ကျော်စစ်ပေးရှောင်နေရပြီးရာသီဥတုအေးထံဇာဝတ်နေရင်အခြားအခက်ခဲတွေရှိနေတယ်လို့ခင်ဦးမျိုးနယ်စစ်ရှောင်အရေးကူညီနေသူတွေကအသိပေးပါတယ်။စစ်ကောင်စီတပ်စစ်ကြောင်းပြန်ဆုတ်သွားပေမယ့်ကျေးရွာတွေကိုအလင်းစလိုမဝင်ရောက်ဖို့နဲ့ကောက်ွယ်ရစ်တပ်တွေလမ်းညွှန်မှုတွေအတိုင်းဝင်ရောက်ဖို့တိုက်တွန်းထားပါတယ်။ စမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရွှင်လန်းချမ်းမြေကြပါစီရှင်